ကျွန်တော်တို့ဘကိုးရုံမကြီးနဲ့ရောက်နေတာပါ ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ရဲ့ channel ကိုကြည့်ရှုနေကြတဲ့သူတွေကိုရန်ကုန်မြို့နယ်တိတ်မဝေးတဲ့အပြင်တောတောင်ရေမြေတဘာဝအလှပတွေရှိတဲ့နေရာလေးတစ်ခုကိုခေါ်သွားပြခြင်းပါတယ်အဲ့ဒီနေရာလေးကဘယ်နေရာလေးဖြစ်မလဲဆိုတာကိုကျွန်တော်တို့နဲ့အတူတူလိုက်ပါကြည့်ရှုလေ့လာကြပါဦးလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအခုကျွန်တော်တို့သွားနေတဲ့နေရာကတော့တိုက်ကြီးမြို့နယ်ထဲမှာတည်ရှိတဲ့ တဘာဝရေတကွန်တစ်ခုကိုတွားရောက်နေကြတာပဲဖြစ်ပါတယ်။အဲ့ဒီနေရာလေးကိုတော့တာကြီးရေတကွန်ဆိုပြီးလူအတော်များများကသိကြပါတယ်။တကိုးရုံမှတောဆက်လည်းဖြစ်တော့တစ်ပင်တစ်တော်တွေနဲ့အရန်ကိုတာယာနှပ်ပါတဲ့နေရာလေးတစ်ခုဖြစ်တာကြောင့်ကျွန်တော်တို့လည်းတွားရောက်လေ့လာကြမှာပဲဖြစ်ပါတယ်ခင်ဗျာ။အခုဆိုရင်ကျွန်တော်တို့ကမော်ဘီမြို့လေးကိုဖြတ်တန်းမောင်းနေနေတာပဲဖြစ်ပါတယ်။တိုက်ကြီးမြို့ကိုမရောက်ခင်လမ်းတစ်လျှောက်မှာကျွန်တော်တို့တွေဟာမော်ဘီမြောင်းတက်ကအဆရှိတဲ့မြို့တွေကိုဖြတ်တန်းရပါတယ်။ ရန်ကုန်ကနေတနာယီကိုကြကြောမောင်းလာပြီးတဲ့အခါမှာတော့တိုက်ကြီးမျိုးလေးကိုစတင်ရောက်ရှိခဲ့ကြပါတော့တယ်။တိုက်ကြီးမျိုးတွေကိုဝင်လိုက်တာနဲ့ဂျူပြူကန်လန်းဆိုတာရှိပါတယ်။အဲ့ဒီဂျူပြူကန်လန်းတွေကိုချိုးဝင်ပြီးတက်တက်ပဲဆက်မောင်းသွားရမှာဖြစ်ပါတယ်။15မိနစ်လောက်မောင်းဝင်လိုက်ရင်ဂုံလင်းတောင်တောရချောင်းဆိုတဲ့ဆိုင်းဘုတ်လေးရှိတဲ့နေရာကိုရောက်ရှိမှာဖြစ်ပါတယ် အဲ့ဒီနေရာမှာဂျိုးယူပိုက်လိုင်းကြီးကိုဖြတ်ပြီးဆောက်ထားတယ်။တံတားလေးတစ်ခုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီတံတားလေးပေါ်ကနေဖြတ်ဝင်ပြီးတော့ဆက်ပြီးမောင်းသွားရမှာဖြစ်ပါတယ်ခင်ဗျာ။ပြန်ရမှာပဲစကားပြောတော့ ေတကူငိုသွားတဲ့လမ်းတစ်လျှောက်လုံးလမ်းဘေးဝရတစ်ဖက်စီမှာစိမ့်စုံနေတဲ့တောင်ကုန်းတွေစိမ့်လန်းနေတဲ့ဥယျာဉ်ဆိုင်ခင်းတွေကိုလှပစွာနဲ့ကြည့်ရှုခံစားနိုင်ပါတယ်။ဒီဖက်ဒေသတွေဟာဥယျာဉ်ခြံလုပ်ငန်းလုပ်ကင်ကြတာကြောင့်တီဟိုပင်တွေပိန်းနေပင်တွေနဲ့ကျွဲကောငှက်ပြောအဆရှိတဲ့တိပင်စားပင်တွေနဲ့မကြံရှားလိုအပင်ကြီးမျိုးတွေကိုလည်းစိုက်ပျိုးထားကြတာကိုမျက်စိတဆုံမြင်တွေ့နေရပါတယ်။ကျွန်တော်တို့ရဲ့ကားကိုရေတကုန်အထိမောင်းသွားလို့မရနိုင်တာကြောင့်ရေတကုန်နဲ့မနီးမဝေး လမ်းတစ်ဝက်လောက်မှာရှိတဲ့ဥမွန်ကြီးထမင်းဆိုင်လေးမှာထားခဲ့ကြရပါတယ်။ရေတကုံကိုသွားမယ်ဆိုရင်ဥမွန်ကြီးထမင်းဆိုင်လေးမှာကားတွေဆိုင်ကယ်တွေအပ်ခဲ့ပြီးလမ်းဆက်လျှောက်သွားလို့ရပါတယ်။အဲ့ဒီဆိုင်ကအဖွားကလည်းအရန်ကိုသဘောကောင်းပြီးအရန်လည်းဖော်ရွေးပါတယ်ခင်ဗျာ။ ဒီလမ်းကဒီရှေ့ဆက်ပြီးတော့ဗောနော်ဟိုလမ်းဆိုးရဆိုးတယ်ဆိုတော့ဒီကားတွေပါလာလို့ရှိရင်ကျွန်တော်တို့ကဒီခုနကျွန်တော်တို့တထောက်နားတဲ့ဒီဥမှုကြီးဗောနော်ဥမှုကြီးဆိုင်လေးမှာကျွန်တော်တို့ကကားတွေထားခဲ့တယ်ထားပြီးတော့မှကျွန်တော်တို့ကဒီတိုင်းလမ်းဆက်လျှောက်သွားတာဗောဒါရေတကုန်လမ်းလျှောက်ပြီးသွားတယ်လမ်းဟောကားတွေပါလို့ရှိရင်တော့အဲ့ဒီခုနကျွန်တော်ပြောတဲ့နေရာလေးမှာထားခဲ့ရတယ်တကယ်လို့ဆိုင်ကလေးပိုင်းနဲ့ဆိုရင်တော့တော်တော်လေးပိုင်းနဲ့ဆိုရင်တော့ဆက်ပြီးတော့မောင်းသွားလို့ရတာပေါ့နော်အဲကျွန်တော်တို့က ဒီလမ်းရရှုခင်းကိုလည်းကြည့်ကျင်တဲ့ကြောင့်အဲ့ဒီမှာကားထားပြီးတော့ကျွန်တော်တို့ကလမ်းလျှောက်သွားကြတာဒါကုကျွန်တော်နောက်မှာမြင်နေရတဲ့ဒီစိတ်စိတ်ဆူဆူတစ်ပင်အုပ်လေးတွေကအဲ့ဒါကြတော့ကလောပီနန်စိုက်ခင်းတယ်ဒါကလောပီနန်စိုက်ခင်းတွေပါအဲ့ဟိုတစ်ပင်ကြီးမဟုတ်ပါဘူးနော်ဒါကလောပီနန်အပင်လေးတွေအရန်တာရတယ်ဒီဘက်ကလည်းမသိရင်ကျွန်တော်တို့ဟိုတောအုပ်ကြီးတစ်ခုပေါ့နော်ဖြတ်ပြီးဖောက်ထားတဲ့ လမ်းလေးကြာတာပဲအရင်တကယ့်ကိုတာရတယ်လာတမလာခဲ့တဲ့လမ်းတစ်လျှောက်မှာလေးပေါ့နော်ဒီဂုံးတက်ဂုံးစင်းလေးတွေနဲ့ဒီပတ်ဝန်းကျင်ရလေဒါမိုးတွင်းဆိုတော့အရင်ကိုစိမ့်ဆိုပြီးတကယ်ကိုလှတယ်ကဲအခုကျွန်တော်တို့ရှေ့ပါလေဘယ်လောက်ထိလှပါတဲ့ရှုခင်းတွေရှိသေးလဲဆိုတော့ကျွန်တော်တို့သွားပြီးကြည့်ကြရအောင်လိုက်ခဲ့ကြပါအောင်လို့ဖိတ်ခေါ်ပါတယ်နော်သွားကြရအောင် တော့ဒီနေရာလေးကိုလာမယ်ဆိုလို့ရှင်ဟိုတခါမှမရောက်ဘူးတဲ့လူတွေအများအပြားလမ်းမတက်ကြတယ်ဒီတက်တဲ့ကြီးကိုထောင်တက်သွားလက်ကြတယ်တကယ်တော့သူ့ရဲ့အမှန်တိုက်ကြီးရေကုန်သွားမယ်ဆိုလမ်းမှန်ကဒီစမ်းရိတ်မြိုင်တော့ရအကြောင်းတို့ဆိုတဲ့ဒီဆိုင်းဘုတ်လေးရှိရဲ့လမ်းလေးကိုဝင်သွားမှာပေါ့နော်အဒီလမ်းအမှန်အဲတချို့တွေကကျတော့ဒီကျွန်တော်အနောက်ကလိုင်းတက်တဲ့ကြီးကိုထောင်တက်သွားကြတော့ခေါဝေးရှောက်ပြီးတော့မှသူကလမ်းမမှန်တီးပြီးတော့ထောက်ဒီဘက်ကိုပြန်ရှောက်ခဲ့ရတာပေါ့ ကျွန်တော်ဒါလေးကိုရှင်းပြတာပါလမ်းနှစ်ခွလေးဖြစ်နေတယ်ဆိုရင်ဒီဆိုင်ရင်မြိုင်တော့ရကြောင်းတို့ဆိုတဲ့ဆိုင်ဘုတ်လေးရှိတဲ့လမ်းလေးကိုကျွန်တော်တို့ကဝင်ရမှာဖြစ်ပါတယ်ကဲကျွန်တော်ဆက်ပြီးကြွားကြရအောင် အရန်ကိုတားရတယ်ရလမ်းလေးရလမ်းတစ်လျှောက်လုံးမှာလည်းသိရမလားဘေးပတ်ဝန်းကျင်မှာကဒီတီဟိုဘင်းကြီးနေဆိုင်ရတယ်အဲ့တီဟိုဘင်းကြီးကလမ်းပေါ်ကိုမိုးနေတဲ့အရေးကြီးနေကျွန်တော်တို့ကနေပူနေပေမဲ့လို့ကျွန်တော်တို့ကဟိုအပူဓာတ်မခံစားဘူးပေါ့နော်တီဟိုဘင်းကြီးနေအရေးကရှိတယ်ပါကြည့်ပါဦးလမ်းပေါ်တော့ကိုင်းကြတယ်တီဟိုဘင်းနဲ့တကယ်တရားလေးဒီလမ်းလေးက ကျွန်တော်တို့တငယ်ချင်းနှစ်ယောက်ကဝဝေးလက်လံခရီးထွက်ရင်ထွက်ရမထွက်ရရင်အဲ့လိုမျိုးဒီလိုရန်ကုန်တိုင်းနဲ့မှာနေနေတဲ့နေရာတွေအဲ့လိုရှောက်သွားကျွန်တော်တို့ကအင်းဆောင်နဲ့တည်းမတည့်ဘူးအဲ့တော့အများအားထွက်နေရမှာကျွန်တော်တို့ကစိတ်ချမ်းသာတဲ့လူတွေဆိုတော့တနေရာဟုတ်တနေရာရှောက်ထွက်နေကြ။အဲ့ဒီနေ့လေဒီတိုက်ကြီးကမိတ်ဆွေတယောက်ကဒီတိုက်ကြီးမှာဒီရေတခွန်ရှိရပါတော့ အရန်လှရဲဆိုတာကျွန်တော်လည်းကြာဘူးနေတာတော့ကြာပြီဒီဟိုတခါမှအေးမရောက်ဘူးသေးတော့အာဒီနေ့ကျွန်တော်တို့ထွက်လာခဲ့ကြတာတကယ်လှတယ်ရေကုန်စီတော့မရောက်သေးဘူးရေကုန်သွားတဲ့လမ်းလေးကတကယ်ကိုတားရတယ်ဟောတော့တောလမ်းလေးပေါ့နော်ဒီတောအုပ်ကြီးကိုဖြတ်ပြီးတော့ဖောက်ထားတဲ့ပုံစံလေးပေါ့အရှိဆိုရင်တော့ရောက်တော့မယ်လို့ထင်တာပဲရှိတယ် သူကအပေါ်မှာလဲဒီလိုလမ်းလေးအောက်မှာလဲနောက်ထပ်တလမ်းသူကအပေါ်အောက်နှစ်လမ်းဖြစ် ဒါကတော့တိုက်ကြီးရေတကွန်ကိုသွားတဲ့လမ်းမှာမျက်စီလည်နေတဲ့ညီလေးနှစ်ယောက်နဲ့ဆုံခဲ့ကြရတာပါသူတို့လည်းမျက်စီတွေလည်နေတော့ကျွန်တော်တို့နဲ့အတူတူလိုက်လာရင်လည်းလမ်းမှာအဖွဲကျနေခဲ့ကြပါတော့တယ်ရေတကွန်ကိုသွားတဲ့လမ်းတစ်လျှောက်တချို့နေရာတွေမှာလမ်းနှစ်ခွဆုံတွေကိုတွေ့ရတတ်ပါတယ်အဲဒါကြောင့်ဒီလမ်းကိုတစ်ခါမှမလာဘူးတဲ့သူတွေအတွက်လမ်းမတက်ကြပါတယ်ဒီလိုမဖြစ်စေဖို့အတွက်လမ်းမှာတွေ့ရတတ်တဲ့တဲလေးတွေကိုလမ်းကြောင်းဝင်ပြီးမှဆက်လျှောက်ကြတာပိုပြီးကောင်းမယ်လို့အကြံပြုချင်ပါတယ်။ ျွန်တော်ရဲ့ဒီအောက်ခြေမှာရေတံခွန်ရောက်ပြီ။အရေတံတွေကြားနေရရေတံခွန်လည်းမြင်နေရတယ်။တော်တော်ရှောက်ရတယ်ဗျ။ဒီမြင်မြန်ဆန်းရှောက်မယ်ဆိုရင်တော့ပါနော်။ဒီယောက်ျားလေးခြေလဲနေဆိုရင်တော့15မိနစ်ကြော်ကြော်လောက်ရှောက်အောင်မနေလို့လေ။ဒီနေ့ကလည်းကံကောင်းနေတော့မိုးမရွာဘူး။အမုံတိုင်းပြီးဝိုက်လာတော့မသိပါဘူးနော်။ဒီနေ့မိုးမရွာဘူး။နေသားလည်းနေဆိုတော့ ျွန်တော်တို့ကတကယ်ရာသီဥတုကကျွန်တော်တို့ဘက်ပါအတော်တော်လှတယ်အောက်မှာတော့သင်းကြည့်လိုက်အောင် ကဲအခုကျွန်တော်တို့တိုက်ကြီးရေကုန်ကိုရောက်ပါပြီဒါဒီနေ့ကကျွန်တော်တို့ဒီတိုက်ကြီးရေကုန်လာတဲ့နေ့ကျတော့ဒီနေ့ကနေတာလေပေါ့နော်အတင်းကလုံးဝမိုးမရွာတော့မိုးမရွာတဲ့ခါကျတော့ဒီမှာကဒီကဒီတပြင်းလုံးတော့မကြတော့ဘူးတော့ကြတော့ကြတယ်ဒီဘက်တချမ်းပဲကြတော့တယ်ဒီပြင်းလုံးမကြတော့ဒါမဲ့လည်းဒီနေရာလေးကလည်းဒါရန်ကုန်မြို့နဲ့နီးနားပေါ့နော်ရန်ကုန်မြို့ကနေလာမယ်ဆိုလို့ရှိရင်ဒါတိုက်ကြီးမြို့လေးကိုလာပြီးတော့မှဒီဘက်ကိုကျွန်တော်တို့က9မိုင်လောက်ပေါ့နော်ဆက်ပြီးတော့လာရသေးတယ် အဲ့တော့ထုတ်လိုက်မယ်ဆိုလို့ရှိရင်ရန်ကုန်မြို့ကနေထွက်လာမယ်ဆိုလို့ရှိရင်ဒီလိုဆိုတနာ yı တနာ yı ဘွဲဝန်းကျင်ဆိုတာကြာချိန်ပေါ့နော်အဲ့လောက်လေးနဲ့ကျွန်တော်တို့လာလို့ရတယ်မိသားစုလိုက်တော်လကောင်းပေါ့နော်ဒီကိုငွေချင်းပေါင်းနေနေလည်းတော်လကောင်းဒီမှာလာပြီးတော့အပန်းဖြေရေဆော့ကစားလို့ရတယ်အော်ဒါအခုကျွန်တော်ရောက်နေတဲ့နေရာဒါတက်ကြီးတွေကိုလုံးခေါ်ပါတယ်ဟိုအောက်မှာလည်းရှိသေးတယ်ကျွန်တော်ဟိုအောက်ကိုလည်းတစ်ချက်ဆင်းကြည့်ကြအောင်လိုက်ခဲ့ကြပါဦး ဒီနေ့ကမိုးမရွာတော့ရေတကုန်မှာလည်းရေအကျနေသွားပါတယ်။ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့အခုရက်နေတဲ့ကြောက်သားပြင်တွေအထိကိုရေတွေစီးကျနေတတ်ပေမဲ့လည်းဒီနေ့ကတော့ရေအကျနေသွားတဲ့အတွက်ကြောက်တောင်မျက်နှာပြင်တစ်ခုလုံးကိုရေစီးဆင်းမှုတိတ်မရှိတော့တာကိုလည်းတွေ့ရှိခဲ့ရပါတယ်။ ဆက်တက်ကူခဲ့တဲ့ plot တွေပါကျွန်တော်လူသည့်နားစေခဲ့တဲ့ plot တွေရှိတယ်အဲ့ဒါကကြတော့ဒီတဘူယုံမ adventure trip ဆိုတဲ့ plot တွေပေါ့နော်အဲ့ plot မှာကျွန်တော်ကိုလူတွေသိသွားကြတယ်ပေါ့နော်ကျွန်တော် channel ကိုလူသိများပါတယ်အဲ့ကျွန်တော်ကိုလည်းကျွန်တော်ရတင်ဆက်မှုကိုလည်းဒီတိုက်ခင်းတက်ပြောပါတော့ဒီကျွန်တော် subscribe အရေးအတွက်လည်းကျွန်တော်တိုးလာတယ်ပေါ့အဲ့တော့အခုကျွန်တော်ရောက်နေတဲ့ဒီနေရာကလည်းအဲ့လိုပဲ ီတဘိုးရုံမရဲ့နောင်သာတော့ဦးထဲကနေရာနဲ့ထပ်တူကြတယ်။အတကယ်လို့ကျွန်တော်ပြောတာကိုဟုတ်ပါမလားဆိုပြီးတော့တန်တရားဖြစ်တယ်ဆိုရင်ကျွန်တော်ရဲ့ channel တွေထဲမှာပေါ့နော်ပြီးခဲ့တဲ့နှစ်နှစ်လောက်ကကျွန်တော်ရှက်ကူးတင်ပြထားတဲ့တဘိုးရုံမရဲ့ဟိုအလှတရားများတို့ပြီးလို့ရှိရင်တဘိုးရုံမရဲ့အမောင်ဘက်ချမ်းများဆိုတဲ့ဒီ blog တွေထဲမှာဝင်ကြည့်ရင်သိနိုင်တယ်အော်တကယ်ဟုတ်လားမဟုတ်လားဆိုတော့ဒီနေရာလေးတွေကအဲ့နေရာနဲ့တကယ်ဆင်ဒီနေရာဆိုလို့ရှိရင် ခုနကျွန်တော်ပြောခဲ့တဲ့ညောင်သာတောအုပ်ပေါ့နော်ညောင်သာတောအုပ်မှာကျွန်တော်တို့တောဝက်တွေကိုသွားပြီးရိုက်ကူတော့ကလေ့လာတော့ပါပေါ့နော်အဲ့ဒီတော့ရောက်ခဲ့တဲ့ညောင်သာတောအုပ်ထဲကချောင်းလေးနဲ့တူဒီနေရာတကယ်ကိုဘယ်လိုပြောမလဲပြန်ပြောင်းအမှတ်ရသေးတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီ adventure trip တွေကျွန်တော်တို့ကအချိန်ကြီးကြောင်းကြောင်းအရဒီ adventure trip တွေလည်းမဖန်သေးတာလည်းကြာပြီပေါ့ဒါဒီနေ့မိတ်ဆွေတယောက်ရဲ့လမ်းညွှန်ကြရပါပေါ့နော်ကျွန်တော်တို့ဒီတိုက်ကြီးရေတွေပေါ့ကျွန်တော်တို့ရောက်လာအခုဒီကိုရောက်တော့လေတကယ်ကိုဒီ fight တွေတခုရတယ်ဗောနော်ဒီတောတောင်တဘာဝနဲ့ပတ်သက်တဲ့ fight တွေတခုကျွန်တော်တို့ခံစားရတယ်ဗောလှပါတယ်ဒီတိုက်ကြီးရေတဘုံကလည်းအဲ့တော့ရန်ကုန်မြို့နဲ့နင်းနင်းနနာဒီသားစုလိုက်တော်လောက်ကောင်းဗောနော်ဒီတငငချင်းပေါင်းတင်နေတော်လောက်ကောင်းပျော်ပျော်ပါပါအပန်းပြေခီးထွက်ချင်နေဆိုလို့ရှိရင်ကျွန်တော်တို့အခုလာရောက်ရိုက်ကူးတင်ပြရတယ်ဒီတိုက်ကြီးရေတဘုံကိုလာလေလို့ရပါတယ်လာပြီးလေ့လာလို့ရပါတယ်ဒီကိုလာတဲ့လမ်းတစ်လျှောက်ကလည်းတကယ့်ကိုတာရတယ်ဗောနော်ခဏခဏကျွန်တော်ခဏကျွန်တော်လမ်းတစ်လျှောက်မှာရိုက်ပြခဲ့တယ်ပဝန်းကျင်ရှုပ်ဝင်းတွေကိုလည်းကြည့်ခြင်းအဖြစ် တကယ်ကိုတာယာနာပြောဝယ်ကောင်းတဲ့အရက်ဒေတာဖြစ်မဲ့ကိုသိတာစီတယ်ပေါ့နော်။ကြဲခုကျွန်တော်တို့တူတူတခြားအလှပနေရာတွေလိုက်ပြီးကြည့်ကြပါအောင်လို့ဖိတ်ခေါ်ပါတယ်။ကျွန်တော်တို့ဘကိုးရုံးမကြီးရဲ့ရောက်နေတာပါ။လက်ကစားတာပါ။ဒါတိုက်ကြီးမျိုးကိုရောက်နေတာပါ။ တော့ကျွန်တော်ရင်းကလေလေ့လာကြည့်ရမယ်နော်ဒီတိုက်ကြီးကနေဆိုလဲဒီဘကူရိုးမတော်တဲ့ကိုဝင်လို့ရတယ်တော်တဲ့ကိုခီးပေါက်တယ်ပေါ့နော်အဲ့မှဆိုလဲဒီတခြားဒီတောတဘာဝအလှပါတယ်ပေါ့နော်ညင်ခွင့်တွေအများကြီးရှိတယ်ဒါပေမဲ့အခုကကျွန်တော်တို့ကဒီဘက်ကနေကျွန်တော်တို့ကတွားလိသထားမရှိတော့ဒီဘကူရိုးမတွေတော့ကျွန်တော်တို့ဝင်ဖို့အတွက်ကိုလမ်းစာမတွေ့သေးဘူးပေါ့နော်ဒီကနေတိုက်ကြီးဘက်ကနေဘယ်လိုဝင်ရလဲဆိုတာအော်ပြောမယ်ဆိုလို့ရှိရင် တင်နေရတယ်ဒါဒီဘကိုးရိုးမှတော်တန်းကြီးနေရဲ့အဆက်နေရာတွေပဲပေါ့နော်အဆက်နေရာတွေဆိုတော့ဒီလိုနေရာမျိုးလေးတွေတောင်မှဒီလိုတောဆက်နေရာလေးတောင်ဒီလောက်လှတယ်ဆိုလို့ရှိရင်ဒီတောကြီးရဲ့အလဲလောက်မှာရှိရဲ့တောခေါင်ခေါင်ထဲမှာရှိရဲ့ဒီလူသူအရောက်ပေါက်နေတဲ့နေရာတွေဆိုဘယ်လောက်တောင်လှနိုင်လဲဆိုတာမှန်းသားလို့တော့မရဘူးဒါကြောင့်လေကျွန်တော်တို့ကဒီတောတောင်နေတဲ့ကိုကျွန်တော်တို့ကအဗန်ဂျာထရစ်တွေထွက်တယ်လိလာကြီးတွေထွက်တယ်ဆိုတော့အဲ့ဒါပဲပေါ့နော်ဒီအရိုင်းဆန်တဲ့သဘာဝတရားကိုကျွန်တော်တို့ကသွားပြီးတော့ ခံစားကြတာအတော့မကြခင်ပါကျွန်တော်ဒီဘကိုးရိုးမှခီးစင်ကိုပြန်ပြီးတော့အကောင့်ထဲပေါ်တင်ပြဖို့အစီအစဉ်တွေရှိတယ်ပေါ့နော်ဒါအခုကျွန်တော်အစီအစဉ်တွေဆွဲနေတယ်ပေါ့အော်မကြခင်ပါကျွန်တော်ဒါတွေကိုပြန်ပြီးတော့ဖန်တီးနိုင်မယ်လို့ထင်ပါတယ်ကျွန်တော်ကျွန်တော်လုံးမဲ့အစီအစဉ်တွေဒါကျွန်တော်ကြိုတင်ပြီးတော့ပြောပြတာပါအခုတိတ်မကြခင်ပါလေအဲ့လိုပဲပေါ့နော်အရန်တာရတဲ့တောတောင်တဘာဝရေမြေအနေသားတွေကိုကျွန်တော်ရေမြေအလှပတွေကိုတောတောင်တဘာဝအလှပတွေကိုကျွန်တော်ရိုက်ကူးတင်ပြပေးမယ်အစီအစဉ်လေးရှိရဒါမကြခင်လားပါ အဲ့အရာတွေကိုလည်းဒီတဘာဝတရားကိုချစ်မြတ်နိုးတဲ့ကျွန်တော် channel ကို subscribe လုပ်ထားကြတဲ့မိဘပြည်သူတွေအနေနဲ့အကြခင်မှာတဝါကြီးရှုစားကြရတော့မှာဖြစ်ပါတယ်။ကြည့်အခုကျွန်တော်တို့ပို့ပေါက်သွားလိုက်ပါဦးမယ်။ဒီကျွန်တော်တို့ပြန်ကြမယ်။လိုက်ခဲ့ကြပါအောင်လို့ 나이에 차라리 뭐 이해만 요리 嗯，你你你来，你来讲。 ဒီလိုနဲ့ညနေလဲစောင်းပြီးမိုးသားမဲမဲတွေလည်းတက်လာပြီဆိုတော့ကျွန်တော်တို့တွေလည်းရေတကုန်စီကနေပြန်ခဲ့ကြပါတော့တယ်တကယ်လို့တိုက်ကြီးရေတကုန်ကိုလာမယ်ဆိုရင်မိန်ကလေးတွေကြီးပဲဆိုရင်တော့လာဖို့မသင့်တော်ဘူးလို့ထင်မိပါတယ်အဖွဲလိုက်လာမယ်ဆိုရင်တော့လာလို့ရပါတယ်မိန်ကလေးတွေ၂ယောက်၃ယောက်လောက်ပဲလာမယ်ဆိုလို့ရှိရင်တော့လာဖို့မတိုက်တွန်းညင်ပါဘူးခင်ဗျာ ။ဘာကြောင့်လဲဆိုတော့တော်လန်လည်းဖြစ်လူအသွားလာလည်းပြတ်တဲ့ပြင်တခါတရံရေတကုံမှာယောက်ျားလေးတချို့ကလည်းတောက်စားပြော်ပါတကြတာကြောင့်ယောက်ျားလေးတငယ်ချင်းအဖော်တွေအကူမောင်းလေးအဖော်မပါဘဲနဲ့တော့ဒါဖို့မတင်တော့ဘူးလို့ထင်မိပါတယ်။လန်ခရီးအခြေအနေကတော့တခြားထွေထွေထူးထူးစစ်ဆေးတာမျိုးတွေတခြားဆိုရင်ဇာအခြေအနေမျိုးတွေတော့မရှိပါဘူးခဗျာ။ကဲအခုကျွန်တော်တို့တိုက်ကြီးရေတုံကနေကျွန်တော်တို့ပြန်လာပြီပေါ့နော် အဲ့ဒီကျွန်တော်တင်ပြခဲ့တဲ့ဒီတက်ကြီးရေကုန် plot လေးကိုကြည့်ပြီးတော့လေဒီမိဘပြည်သူတွေအနေနဲ့စိတ်ကျင်နှမှုရရှိစေလိမ့်မယ်လို့ကျွန်တော်ယုံကြည်မိပါတယ်နော် နောက်နောက်မှာလည်းဒီကျွန်တော်တို့ရဲ့ခီးသွွား vlog တွေမှာခီးသွွားကျွန်တော်တို့ရဲ့ channel မှာပေါ့နော်ဒီခီးသွွားလာတာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအဆက်မပြတ်တင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးရင်လုပ်ပေးတတ်ကြပါအောင်လို့ပြောရင်းနဲ့ဒီ vlog လေးဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်အားလုံးပဲနှုတ်ဆက်ပါတယ် bye bye နေပူတော့လမ်းလျှောက်ရတာနည်းနည်းတော့ပင်ပန်းတာပေါ့နော်ချွေထွက်တော့ဒါပေမဲ့ဒီနေ့ဒီလိုခီးကြီးကိုကျွန်တော်တို့ကဘာလို့လားလဲဆိုတော့ကျွန်တော်တို့မကြခင်ပါဘောနော်ဒီတော်တော်တောင်တဲ့ခီးစဉ်တခုရှိတယ်အော်တောင်တန်းနေပေါ်လေတက်ရမယ်ဒီတောဦးတည်းလဲကျွန်တော်တို့သွားပြီးတော့ရိုက်ကူးစရာရှိရပါဘောနော် အဲ့ခီးစဉ်မတိုက်ခင်မှာကျွန်တော်တို့ကဒီ track လေးကိုအပေါ်သားပေါ့နော်ဒါလေးကတော့အပေါ်သား track လေးဆိုတော့ကျွန်တော်တို့ကဒါလေးကိုကျွန်တော်တို့ကကိုယ့်ကို train တဲ့အနေနဲ့အကျိုး train တဲ့အနေနဲ့လာကြတာဒါတက်ကြီးမျိုးကနေဒီဘက်ထဲကိုဒီဂျိုးပြုကန်လမ်းလေးကိုစဝင်လိုက်ပြီဆိုတော့လေဒီဘက်ထိရတာကျွန်တော်အတိပြောဖို့အရာဆိုရင်ဒါခုနှစ်မိုင်ညီပါလောက်ရှိတယ်လို့ပြောတယ်ပေါ့နော်အဲအကွာဝေးရအခုနကျွန်တော်တို့ ထားခဲ့တဲ့ကားထားခဲ့တဲ့နေရာကနေဒီဘက်ကိုဆိုလို့ရှိရင်တော့ဒီပုံမှန်လမ်းလျှောက်မယ်ဆိုရင်မိနစ်20နီးပါးတော့လျှောက်ယူပါတယ်။သွားပြန်ဆိုလို့ရှိရင်ဒါမိနစ်40နီးပါးလောက်ကြာတော့ဒါမှမဟုတ်ပါဘူးဒီနေ့လမ်းလေးကတရရတယ်။အော်ဒီဘေးမှာလည်းအခုကြားနေရတဲ့အတိုင်းပေါ့နော်။ဒါငှက်ကလေးတွေអော်တဲ့အတန်ကြီးဒီခါကျလို့ရှိရင်ပဇင်းရင်ခွဲတွေអော်တဲ့အတန်ကြီးနဲ့တကယ်တော်လိုင်းကြီးတခုကျွန်တော်တို့ဖြတ်ပြီးရှောက်နေရဆိုတော့ဘယ်လိုပဲဖြစ်ဖြစ် နေဘူးပဲလေစိတ်ချမ်းသာစရာကောင်းအဲ့တော့မကြခင်မှာရင်သက်ရှုမိုးစရာကောင်းတယ်တောတောင်တဘာဝအလှပါလေးကိုဖန်တီးကျွန်တော်ပြန်လာခဲ့မယ်နော်အခါကျရင်ပြန်တွေ့ကြမယ်ဆိုတော့ရန်ကုန်ပြန်လိုက်ပါဦးမယ်ဘိုင်ဘိုင်